နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတည့်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ3ရက်တနင်္လာနေ့ ဧသောရာဇာခင်ကြီးနှင့်အငယ်၁၂မှ၂၀ဒုခသင်တို့သည်ခရစ်တော်ကိုမသိဣသရေလအပေါင်းအသင်နိုင်မဝင်ဂတိတော်ပါသောဗရင်ညင်တရားတို့နှင့်မဆိုင်မျောလင့်ခြင်းမရှိ လောက၌တရားမဲ့နေကြသည်ကို၎င်းအောက်မေ့ကြလောသင်တို့သည်အထက်ကဝေးလျက်ရှိတော်လေယခုမှယေရှုခရစ်၌ဖြစ်၍အသွေးတော်အပြင် အနီးတို့ရောက်ကြပြီအဘယ်သို့နည်းဟုမူကား ထိုသခင်သည်ငါတို့၏ယဉ်ငင်းခြင်းအကြောင်းဖြစ်တော်မူ၏။ဝိနည်းအထုံးအဖွဲနှင့်ဆက်ဆိုင်သောပြညတ်တရားဒီဟုသောယဉ်ညို့ဖွဲ့ခြင်း၏အကြောင်းကို ကိုခန္ဓာတော်တွင်ပယ်ရှင်းတော်မူသဖြင့်ပိုင်းခြားလျက်ရှိသောဆက်ကြားဥဒ္ဒတိုင်းနယံကို ဖြူဖြဲ့၍လူမျိုးနှစုတို့ကို တစုတည်ဖြစ်စေတော်မူ၏။အကြောင်းမူကားယံကိုငြိမ့်စေပြီးလျှင် ကိုရိုနိုင်ထိုလူနှစုတို့ကို လူသစ်တူတကူဒီဖြစ်စေခြင်းကပြင်ဆင်၍တလုံးတဝါဒီဖြစ်ပြီးသော ထိုလူနှစုတို့ကိုလက်ဝါကတ်တိုင်တော်အပြင်ရန်ကိုတက်ဖြက်လျက်ဖျားသခင်နှင့်မိသဟာယဖွဲ့စည်းမိအကြောင်းဒီထိုခရစ်တော်ဒီလဲကြွလာ၍ဝီလျက်ရှိသောတင်တို့အား၎င်းနီးလျက်ရှိသောငါတို့အား၎င်းယံငင်းချင်းတရားဒီဟုသောဧဝံဂေလိတရားကို ဟောတော်မူ၏ထို့သောခရစ်တော်အဖင့် ငါတို့နှုတ်ဦးသည်စိတ်ဝိညာဉ်တလုံးတဝါသည်ဖြစ်၍ခမည်းတော်ထံသို့တိုးဝင်ရမည်အခွင့်ကို ရကြပြီထို့ကြောင့်သင်တို့သည်တကြွတနိုင်ငံသားမဟုတ်ဧည့်သည်လည်းမဟုတ်တန်ရှင်းသူတို့၏အမျိုးသားချင်းဖြစ်ကြ၏ဖျားသခင်ဤအိမ်တော်သားလည်းဖြစ်ကြ၏အဘယ်သို့နည်းဟုမူကားတမန်တော်တို့မှဆ၍ပရောဖက်များသည်ဟူသောတိုင်းမြင့်အပေါ်၌သင်တို့သည် ထက်ဆင့်၍တိဆောက်လျက်ရှိကြ၏ ထိုတိုက်တော့အမြင့်ကျောက်ကယေရှုခရစ်ဖြစ်သည်ထိုကျောက်နှင့်တိုက်လုံးသည်ဆေးဆက်၍ကြီးပွားသည်ဖြင့်သခင်ဖျားအဖို့အလုံးငါတန့်ရှင်သောဗိမ္မာန်တော်ဖြစ်၏ထိုဗိမ္မာန်တော်၌လည်းဖျားသခင်သည်ဝိညာဉ်တော်အားဖြင့်ကျင်းဝတ်တော်မူခြင်းအလုံးငါသင်တို့သည်ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏ ကြောင့်နှင့်တတိုက်လုံးသည်ဆိတ်ဆက်၍ကြီးပွားသဖြင့်သခင်ဖျားအဖို့အလိုငါတတ်ရှင်သောပေးမန်တော်ဖြစ်၏အဖတ်ဩဝါဒစာအခန်းကြီး1ခန်းငယ်21ယေရှုအားဖြင့်ပေါင်းစည်ခြင်းအန်တီကိုဝတ်သည် Grand Rapids အမိုးခုံသည်ခရီးသွားများနှင့်အတူ ရှင်တွဲနေသကဲ့သို့လမ်းဘေးတွင်တည်ရှိသည် အနုပညာလက်ရဖန်တီးရှင်က အင်္ဂလိပ်နှင့်တစုံများမတုံးပေသေးကြောက်36ချက်ဖြင့် အမြင့်၁၈ပေရှိသည့်ထိုအမိုးခုံးကိုဖန်တီးခဲ့သည် ကြောက်တချက်စီအရွယ်အစားမတူတော့လေအံဝင်တွင်ကြဖြစ်စီရန်ဖြတ်တော့ကတပ်ပုံတဲ့အမိုးခုံးဤထိတ်အလေပဟုကြောက်ဤဖိအားအပေါ်မူတည်ပြီးကြောက်ချက်တစ်ခုနဲ့တစ်ခုကို အမိုးခုံးတဲ့တဖြည်းဖြည်းမြင့်တင်ခဲ့သည်ကြောက်ချက်များတစ်ခုနဲ့တစ်ခုဆွဲနေစီရန်အမိုးခုံးဤအထင်းကြောက်သည် ပေါင်းကူအုံမြင့်ကဲ့သို့ပင် မရှိမဖြစ်လိုအပ်သည် ထိုလက်ရာကသခင်ယေရှုသည် သူ၏မတူညီ क्वे ပြားနေသောအသင်းတော်၏တိုက်ထောက်အမြင့်ကျောက်ဖြစ်အမှုဆောင်ကြောင်းကိုတတိပေးလာသည်ယူရလူမျိုးမဟုတ်သည့်တပါအမျိုးသားများသည်တချိန်ကခရစ်တော်ကိုမသိဣသရေလအပေါင်းအသင်း၌မဝင်ဂတိတော်၌ပါသောဗတိညင်တရားတို့နှင့်မဆိုင် မျော်လင့်ခြင်းမရှိ လောက၌ဖျားမဲ့နေကြသည်သခင်သည်ရန်ညိုးဖွဲ့ခြင်း၏အကြောင်းကိုကိုခနာတော်တွင်ပယ်ရှင်းတော်မူသဖြင့် ိုင်းခြားလျက်ရှိသောစัจ जा ဥဒတိုင်းနှယံကိုဖြုတ်ဖြက်၍လူမျိုးနှစုတို့ကိုတစုတည်းဖြစ်စေခဲ့သည်ထိုလူစုနှစုတို့ကိုလက်ဝါးကတိုင်တော်အဖြစ်ယံကိုတက်ဖြတ်လျက်ခရစ်တော်အဖြစ်စိတ်ဝိညာဉ်တစ်လုံးတစ်ဝတည်းဖြစ်၍ခမည်းတော်ထံသို့တိုးဝင်ရမည်အခွင့်ကိုရကြပြီဖြစ်သည်ဖျားသခင်သည်ဝိညာဉ်တော်အဖြစ်ကျင်းကိုတော်မူသောအသင်းတော်အဖြစ်ကျွန်ုပ်တို့ကိုခရစ်တော်တည်ဆောက်ပေးသည်။ဖျားရှင်သည် အတုမရှိသောလူတို့ချင်းစီကိုဖန်ဆင်းရက်ကျွန်ုပ်တို့ကို သူနှင့်အချင်းချင်းချိတ်ဆက်ထားကကျွန်ုပ်တို့နှင့်အတူရှောက်လှမ်းပါသည်။သခင်ယေရှုအားဖြင့်အသင်းတော်သည်ချိတ်ဆက်နေပါသည်။ သင်းတော်ကိုစီလုံးညီညွတ်စေသောယေရှုကိုမေရှိယအဖြစ်မဆက်သွေရန်တင့်အားမြည်သည့်အရာကစီးတားနေသည်။သူ၏မတူကွဲပြားသောအသင်းတော်နှင့်ချိတ်ဆက်ရန်တင့်အားကိုယ်တော်မြည်ခဲ့သို့ကူညီပေးခဲ့ပါသည်။တခင်ယေရှုဖျားကိုယ်တော်နှင့်ကျွန်ုပ်၏ဆက်သွယ်မှုအပြင်ကိုယ်တော်၏အသွေးမတူသောမိသားစုဝင်များနှင့်ဆက်ဆံရေးကိုလည်းကျေးဇူးပြု၍ခံခန့်စီတော်မူပါ။ ။သခင်ယေရှုနာမကိုအမိဖြူ၍ဆုတောင်းပါ၏။အာမင်။နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။